အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးပြန်လဲပြီးကြိုလိုက်ပါတယ်အဲ့တော့ဆရာသမားတို့ကိုကျွန်တော်ခွင့်တန်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒါခါတိုင်းကျွန်တော်ဒါ9နာရီခွဲဒါ video တင်နေကြအောင်ဆိုတော့ကျွန်တော်ဒီနေ့ဟိုစိတ်လွတ်ပြီးတော့ဒါ resident ego ပေါ့နော်ကျွန်တော်ဆော့လိုက်တယ်ဘာလို့ဆိုတော့ပြီးတော့ကျွန်တော်လက်ရုပ်တရက်ဒါနိုင်မကြည့်ဖြစ်ပြီးတော့ဒါ game ရတယ် soft soft ကောင်းကောင်းနဲ့ကျွန်တော်ဆော့ရင်ဆော့ရင်လုံးဝနိုင်မကြည့်ဖြစ်ပြီးတော့ခေါင်းထဲမှာဘယ်သတင်းရမယ်လဲဆိုတာသိတယ်ဒါသတင်းကလည်းလက်ရှိမှာရှိပြီဒါပေမဲ့ကြားထဲမှာလည်းဒါ breaking news ပုံစံမျိုးမရှိရတဲ့ကြောင့်တိတ်ပြီးတော့ထူးခြားတော့မရှိဘူးပေါ့နော်အဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့ breaking news တော့မဟုတ်ဘူးမကြခင်မှာ here we go သွားနိုင်တော့မယ်အကြောင်းတကူဒီညမှာကျွန်တော်တို့ good night news နဲ့တင်ဆက်ပေးခြင်းနဲ့အဲ့တော့ liberal ပြည်သက်တွေလက်ရှိမှာဒါကျွန်တော်တို့သတင်းကောင်းလို့လည်းပြောလို့ရတဲ့ဥစ္စာရှိတယ်အဲ့ဒါကပါလဲဆိုတော့သူတို့နေနေဒါကျွန်တော်တို့လက်ရှိဘုံမော်ရဲ့ left back ဇာတမဖြစ်တဲ့ဒါပေကျွန်တော်တို့ဒါ hungary ရဲ့ left back ဇာတမဖြစ်တဲ့ ဒါမီလိုကရာကက်စ်ကိုတော့ဒါကျွန်တော်တို့သဘောတူညီမှုမကြခင်မှာရရှိတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုရေးတင်တာတို့ရမယ်။ဖာဗီဇိုရိုမာနိုကိုယ်တိုင်ကဒီအပြောင်းအရွှေ့မှာဒါကြောင့်မကြခင်မှာဟီဝီကိုဖြစ်သွားနိုင်တယ်ဆိုတဲ့ဒါအကြောင်းအရွှေ့ပုံစံမျိုးကိုရေးသားထားတာကိုတွေ့ရမယ်။အဲ့တော့လက်ရှိမှာဖာဗီဇိုရိုမာနိုရဲ့အဆိုရဆိုရင်တော့ဒါကျွန်တော်တို့အာလီဗာပူးအသင်းနဲ့ဒါကျွန်တော်တို့ဘုံမောင်အသင်းတို့ကြားထဲမှာစေးတစ်ခုနဲ့သဘောတူညီမှုမကြခင်မှာရတော့မယ်လို့သိရတယ်မှာပါတယ်။ဒါပေမဲ့ဒါကျွန်တော်လက်ရှိမှာ TA2 TA3 level တွေဘုံမောင်ဇေးဒီကြပုံစံပါလား။အဲ့တော့ဒီမီလိုကရာကက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဒီ detail လီပြောအောင်အဲလက်ရှိမှာမီလိုကရာကက်စ်ကိုလီဗာပူးအသင်းနေဒါကျွန်တော်တို့ရောဘတ်ဆန်နဲ့ဆီမီကက်စ်တို့နေရာမှာနံပါတ်1ဒါနေရာမှာဒါကျွန်တော်တို့ရောဘတ်ဆန်ကိုအစားထုတ်ပြီးရောဘတ်ဆန်ဆင်းနေနေရာနံပါတ်1နေရာကိုပို့ပြီးတော့ဆီမီကက်စ်ကိုရောင်းခြင်းနေပေါ့နော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဒါရူဘိုကိုတိုင်းကလည်းလက်ရှိမှာဒီနေရာကိုနံပါတ်1နေရာဖြစ်သွားသူတို့ကလည်းလက်ရှိမှာလိုချင်လက်ခံထားပေးသားဖြစ်တယ်။မီလိုကရာကတ်ရောက်လာမယ်ဆိုသူနေနေတာရိုဒေးရီစကော့ပုံစံမသူနေလား။ဒါပေမဲ့ at least တော့ကရာကတ်ရောက်လာမယ်ဆိုရင်အမှရူဘိုကဒါကျွန်တော်တို့အဲ ဂျန်ဖန်ရကလီဒီကိုဆောင်းအောင်ဆိုသူ့အနေနဲ့ဒါသိပြီဟိုဟာမရှိဘူးအဲ့တော့ဒီညမှာဒါဆက်ပြောအောင်အဲ့တော့မီလိုကရာကက်စ်ကိုလီဗာပူးအသင်းနေနဲ့ဒါဘူးမောအသင်းကဒါမီလိုကရာကက်စ်ရဲ့အပြောင်းရွှေ့က45တန်းလိုချင်တယ်ပေါင်ပေါ့နော်ပေါင်45တန်းလိုချင်တယ်မီလိုကရာကက်စ်ရဲ့အပြောင်းရွှေ့ကဒါကျွန်တော်တို့ပထမအဆုံးကန်လန်းမှုအနေထားကနေပြီးတော့ဒါလီဗာပူးဘက်ကနေပြီးတော့ဒါပေါင်တန်း30ပုံစံမျိုးကန်လန်းခဲ့တယ်ဒါကျွန်တော်တို့တိတိလောက်ကဘောနပ်စ်အပါ35လောက်တော့ကြားရတယ်မှာပါဒါပေမဲ့ဒီညမှာဒါဘုံမောရဲ့အသင်းရဲ့အပြောင်းရွှေ့ strategy ကတော်တော်လေးကိုမိုက်တယ်သူများအသင်းတွေကဒါကျွန်တော်ပထမကန်လန်းမှုဒါအေးဟိုတစ်ဖက်ကဒါကျွန်တော်တို့တစ်ဖက်သူတို့တတ်မှတ်ထားတဲ့ဈေးထက်အရင်ညွန်နေလားဆိုတော့ ဟိုငင်းပယ်တယ်ဘာညာဆိုတဲ့ပုံစံမျိုးရှိရတယ်။ဒါပေမဲ့ဘုံမောက်တင်တဲ့ဒါကျွန်တော်တိတော့ပေါ့ကျွန်တော်ဒါဆိုလန်ကီရဲ့အပြောင်းရှိမှဒီလိုပုံစံမျိုးဘုံမောက်တင်လုပ်ခဲ့တယ်။မှတ်ရဆိုလန်ကီရဲ့အပြောင်းရှိမှဒါကျွန်တော်မှတ်မှတ်ရဒန်နီလဗီးအနေနဲ့တစ်ဖက်ကဆိုလန်ကီကို85သန်းသတ်မှတ်တဲ့အချိန်မှာဒန်နီလဗိုင်းအနေနဲ့55သန်းနဲ့တရားဝင်ကန့်လန့်မှုပြုလုပ်ခဲ့တဲ့ဘောနပ်စပါဘောနော်။အဲ့ဒီအချိန်မှာဒါမှတ်မှတ်ရဆိုလန်ကီရဲ့အပြောင်းရွှေ့မှာတော့ဒါအဲ ဲ့လိုမျိုးညင်းပယ်တယ်လားတက်ဆိုင်တို့အနေနဲ့ဒါကျွန်တော်တို့တော်တန်ဟော့စပါတင်းနဲ့တွေ့ခဲ့ပြီးတော့ဒီအပြောင်းရှိမှာတို့အနေနဲ့ဘယ်လောက်လိုချင်နေအဲ့တော့ခြားချပြီးတော့တော်တန်ဟော့စပါတင်းမင်းတို့ဒုတိယမြောက်ကန်လန်မှုမှာ63ပတ်ချလဲကြကန်လန်မယ်ဆိုရင်တော့ငါတို့လက်ခံသွားမယ်ဆိုပြီးတို့အနေနဲ့တရားဝင်ပြောခဲ့တယ်အဲ့တော့စပါတင်းဒုတိယမြောက်ကန်လန်မှုမှာဒါ63ပုံစံမျိုးဒါကျွန်တော်တို့တရားဝင်ကန်ခဲ့ကြမှာဒါချစ်ချင်းစုလက်ခံခဲ့တယ်အဲ့တော့ပြဿနာဟိုကျွန်တော်တို့ဟို လေလံဆွဲလို့ပုံစံမျိုးဒါမျက်စိမိတ်ပြီးဒါလုတ်နေတဲ့ပုံစံမျိုးတခုတော့မဟုတ်တော့ဘူးဒါတော်တော်လေးကို solid ဖြစ်သွားအဲ့တော့ဒီအပြောင်းရွှေ့မှာလည်းဒါမီလိုကရာကက်ဆက်အပြောင်းရွှေ့မှာလည်းဘုမောင်တင်ကဒီလိုပဲဟန်နေလို့တယ်လစ်ပူးသင်းရဲ့ပထမမြောက်ကမ်းလမ်းမှုကိုတရားဝင်ညှင်းပယ်ထားတဲ့ဆိုင်လစ်ပူးသင်းကိုဒါကျွန်တော်ခေါ်ပြီးတွေ့တယ်တို့တွေနေလက်ရှိမှာတော့ okay ငါတော့40နဲ့38ကြားလူချင်းအဲ့တော့လစ်ပူးကအနေဆိုးစီးပဲကျွန်တော်ထင်တယ်35 plus 3လို့ကြားသိရတာမှာပါတယ်အဲ့တော့တို့တွေနေတို့ကဘာလူချင်းလဲဆိုတော့ fix fee ပို့လူချင်းလဲတို့ကဒါလုံးဝဟို အလုံးရင်းကိုပို bonus ကိုနည်းနည်းပဲလိုချင်ပြီးဒါအလုံးရင်းရမယ့်ပတ်စံတို့ပို့လို့ချင်တော်တေချာပတ်စံလိုချင်အဲ့တော့ဒါပေမဲ့သူတင်တာတေချာမယ့်ပတ်စံကို35ထားပြီးတော့ bonus ကို3တန်း ကြားထဲမှာဆိုအဲ့တော့38နဲ့လေဘုတ်ဘက်ကဒုတိယအချိန်မြောက်ကန်လန်မှုပုံစံမျိုးကိုဘုံမောက်တင်ကိုကန်လန်တော့မယ်လို့သိရတယ်ဘုံမောက်တင်ကဒီဈေးကိုတောင်းဆိုတဲ့အကြောင်းဆိုလေဘဘူးအတင်းကိုတိုင်ကဒီအပြောင်းရွှေ့မှာတရားဝင်လက်ခံသွားဖို့ရှိတယ်ဆိုတဲ့တဲ့အမှုဘုံမောက်တင်ကဒါကိုလက်ခံသွားအဲ့တော့ပြောချင်တာဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့မကြခင်မှာဟီးဝီကိုတော့မယ်ကစားသမားကလေဘဘူးအတင်းကိုခေါင်းညိတ်ထားပြီးသားဖြစ်တဲ့အကြောင်းသိပြီးတော့စိုးဝင်စရာအပြောင်းရွှေ့တော့မဟုတ်ဘူးလို့ပြောအဲ့တော့ဒါအဓိကဒီညမှာ ဘုံမော့ရဲ့ဒါအပြောင်းရွှေ့ရဲ့ professional ဆန်မှုကမဆိုးလို့ပြတယ်တစ်ဖက်သိနေတာအင်းကောင်းအင်းကောင်းလုပ်နေတာမဟုတ်ဘဲနဲ့ဟာ54ဒီနေရာမှာငါမဟုတ်ဘူး okay ဟိုက38 40ကြ okay 38လဘုတ်ပြမယ် okay ဒါဆိုလည်းရတယ်ငါတို့အနေနဲ့ကိစ္စမရှိဘူးလက်ရှိမှာဒါဘုံမော့သိနေဘီလိုကရာကက်စတရယ်လည်းတို့အနေနဲ့ကစားသမားကိုလက်ရှိမှာရှာနေပြီးတည်ရတယ်ပါပါတယ်လက်ရှိမှာတည်ရတော့ Crystal Palace နဲ့အတူဒါကျွန်တော်တို့တည်ရတော့ Italy series က full back ကစားသမားတယောက်ကိုလည်း market ထဲမှာဒါကျွန်တော်တို့ရှင်ပြီးတော့လူနေတယ်လို့တည်ရတယ်မှာပါတယ်ဘောနော်အဲ့တော့ ဘလို့ပဲပြောပြောဒါကျွန်တော်တို့အဓိကအခုလက်ရှိအနေထားရဆိုတော့လီဗာပူးတဲ့ရဒီနေ့ရဒါဒုတိယမြောက်နေရာဒီခေါ်ဒီနေ့နေရာဒီခေါ်ယူမှုကတော့ဘီလိုကရာကက်စ်ဖြစ်လာမယ်ဘီလိုကရာကက်စ်ကလီဗာပူးတဲ့ရဒီနေ့ရဒါကျွန်တော်ပထမအဒုတိယမြောက်ကိုအဲ့တော့ဖရင်ပေါ့ပေါ့နောက်တန်းဖူးဘက်တစုံဒါပထမအဆုံးခေါ်ယူမှုတစ်ခုနေနဲ့ကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်အပြောင်းရွှေ့လီဗာပူးဖြစ်လာမယ်အဲ့တော့ဟီးဝေကိုဖြစ်ရင်လည်းကျွန်တော်ဟီးဝေကိုလေးအောင်ကျွန်တော်တင်ဆက်မယ်လက်ရှိမှာဒါဖလော်ရီယာရစ်ဆက်ဘောင်ထရီဆက်တန်တော့ဒါကျွန်တော်လက်ရှိဒါကျွန်တော်တိလောက်ပေါ့နော်ဒီအပြောင်းရွှေ့ကတော့ဒါအမ် အေဝီကိုမကြခင်ဖြစ်တော့မယ်လို့မြင်တယ်။စာရုပ်တန်းရ9နှစ် plus တစ်နှစ်ချုပ်မလို့သိရတယ်။လစာရဒီဒီမသိရသေးဘူး။သသိန်း9000နဲ့သသိန်း8000ပတ်ချာလေဝင်ညာဖြစ်မလို့သိရတယ်။တချို့ကောလာခါလဲသသိန်း3000လောက်တောင်ဖြစ်ဖို့လည်းမရှိရှိ။အဲ့တော့ဒီဘူးသင်္ကာဒီညမှာဒါဆရာကြီးပါ။အဲ့တော့ Florian Rister ဆိုင်တာလက်ရှိမှာတော့တည်ကြရတယ်။ဒါပေမဲ့ဒီအပြောင်းရွှေ့ကတော့ဒါဒုတိယမြောက်အပြောင်းရွှေ့ဖြစ်လာဖို့ရာခိုင်နှုန်းတော်တော်လေးကိုများသွားပြီလို့ပြောလို့ရတယ်မဟုတ်ဘူး။အဲ့တော့ဒီအပြောင်းရွှေ့ကိုညီကိုတွေဘယ်လိုမြင်လဲ။ကျွန်တော်တို့ဒါမှလည်းမပြောဆိုဘီလိုကရာကဲဆိုတော့ကိုချိုက်ပါဆို Spider Tree ဆိုအမြင်နဲ့ဒီကောင်ကိုတွေကိုမြင်တဲ့ဒုက္ခပေးနေကြကစားသမားမမဲ့ရဒီနေ့မှာဆိုလည်းတော်တော်လေးကိုမိုက် ယ်ဒါဘောလုံးသူကိုယ်တိုင်ဖြတ်ပြီးသူကိုယ်တိုင်ဒါဆွဲပြေးပြီးသူကိုယ်တိုင်ဖြတ်တင်ပြီးတော့သူဖြတ်တင်ပြီးလိုက်ဘောလုံးကနေကိုယ်တွေကိုတွင်းသွားဆိုတော့မီလိုကရာကတ်ဆိုတော့သဘောကျတယ်အဲ့တော့လက်ရှိမှာလီဗာပူးတင်ကကိုယ်တွေကိုမြင်တဲ့အနိုင်နဲ့အသေးသေးဖြစ်တော့ဒီတစ်ခေါက်လဲဆက်ပြီးကိုယ်တွေဒုက္ခပေးနိုင်မယ်တသသင်ဆက်ပြီးဖြစ်နေဦးမယ်လို့မြင်တယ်အဲ့တော့ပြောပြောမီလိုကရာကတ်ကတကယ်ကိုလီဗာပူးအသင်းအတွက်တကယ်ကိုအားကိုးလို့ရမယ်ကစားသမားလို့မြင်တယ်ကျွန်တော်မြင်ရပါဖရင်ပေါင်ထတော့ဒီဘောင်းရှိုကျွန်တော်ပူကြတယ်ဘာကြောင့်လဲဖရင်ပေါင်ထဆိုင်ဒါမီလိုကရာကတ်ကခန်းစစ်ပိုင်းပူအပါတယ်တိုက်ဆက်ကိုလည်းတကယ်ကိုညံရှိရှိလိုက်နိုင်တဲ့ကစားသမားတရားလို့ကျွန်တော်မြင်တယ်အဲ့တော့ တိုက်စစ်ခံစစ်ဘယ်လန့်တော်တော်လေးကိုညီတဲ့အသက်အရွယ်ဖြစ်လာတော်တော်လေးကိုအားကိုးလို့ရတဲ့ကစားသမားပရီးမီးယားလီဂ်ဝါလဲရှိတော့လီဗာပူးတင်နေတာအမှောင်တော်လို့ပဲ45တန်းဆို38တန်းဆိုတဲ့ပတ်ချာလေးကဇီကတော်တော်လေးကိုတန်တယ်လို့ပြောအဲ့တော့ဒီဟာနဲ့ဆက်ဆက်ပြီးပြောင်းလဲရှိမှာ9မိနစ်ပြောင်းမှာဆက်ဆက်ပြောင်း Florian Ricci အပြောင်းရှိတယ် risk အပြောင်းအရွှေ့ကတင်တာထက်အများကြီး complicated ဖြစ်လာခဲ့ပြီလို့ပြောလို့ရတယ်။ risk ကဒါကြောင့်သိကြတယ်မဒီနေ့အဲ့ဘောဒီနေ့မနက်အစောပိုင်းမှာသူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့သူဟာ number 10 rule ကိုလူကျင်နေဆိုရအကြောင်းဒါမှမဲ့ရ platinum ကတင်ခဲ့တာ။ platinum ဆိုပြောမှဆိုတာဂျာမန်နဲ့ပတ်သက်ရင် tier 1 level source ပေါ့နော်။ဒါပြောမှဆိုဂျာမနီနဲ့ဂျာမနီတည်နေပတ်သက်ရင်ဒါကျွန်တော် Fabio Romano ပဲ။ အဲ့ပလက်တီကိုအဲ့တော့ပလက်တီကိုကလက်ရှိမှာဒါမမဲ့ရဖလော်ရီယန်ရစ်ကလက်ရှိတည်င်းနေရဆိုရင်တော့ဒါလစ်ဗာပူးတက်မှာဆော့မယ်ဆိုရင်တော့နံပါတ်10နံပါတ်ကိုလိုချင်တယ်ပေါ့နော်သူ့အနေနဲ့နံပါတ်10ကိုလိုချင်တယ်ပြောကြတယ်နံပါတ်10ကကုလက်ရှိမှာမက်ကလစ်စတာကင်ထားတယ်အဲ့တော့ဒီဘိုပရိသတ်အနေနဲ့မက်ကလစ်စတာရောချစ်ပြီးသားကမ္ဘာဖလားဝင်တယ်လည်းပြသူတို့အသင်းမှာဒီနှစ်မှာဒါတကယ်ကိုဆွဆက်ဒီနှစ်ရတာကျွန်တော်ပရီးမီးယားလိရတဲ့အရေးပါဆုံးမှာဒါကျွန်တော်လစ်ဗာပူးရဲ့ကွင်းလယ်ပိုင်းကတကယ်ကိုရေးပါတယ်ကစားသမားဆိုလုံးဝမြင်စရာမလိုဘူးကျွန်တော်နည်းနည်းမြင်တယ်အဲ့တော့ မက်ကလစနဘက်ကူတော့ Florian Wiss ကိုမမြင်ရသေးတဲ့ကောင်တက်ဒါချစ်နေရကောင်တော့ပူပြီးချစ်ရတာပူပြီးအကုန်လုံးတတ်မိုးရှိကြတယ်ပေါ့နော်အဲ့တော့ Florian Wiss ကိုအဲ့တော့ပျက်စီးလက်စီးပြဿနာအဲ့လိုဖြစ်သွားပလက်တီကိုကဒီအခုလက်ရှိမှာ Florian Wiss ကဒီနံပါတ်နဲ့ပတ်သက်ပြီးတော့ तू မတောင်းဆိုတာဟိုစောက်ပူတွေပြောတာပေါ့ဗျာတကယ်လို့ player သူ Instagram မှာဒါကြီးကလုံးဝမဖြစ်နိုင်တဲ့ကြောင်းပါနံပါတ်15ကဘာလို့တောင်းမှာအဲ့တော့ Brozina က Florian Wiss ကလက်ရှိမှာ Liverpool ကို तू ရွေးချယ်လိုက်တယ်ဆိုတော့တကယ်ပဲဆိုတော့မဖြစ်သွားခဲ့တယ်အဲ့တော့ Brozina အဓိက Liverpool ဆင်မယ်အခုလက်ရှိမှာ Florian Wiss နဲ့ Liverpool က OK နေတယ်နံပါတ်10တောင်းတဲ့ဘာညာဒါဘူးရှစ်လိုပဲကျွန်တော်နေမယ်အဓိကက လေဗာကူဆင်နဲ့ဒါအဲလီဗာပူးနဲ့ကိစ္စကတော်တော်လေးဦးဒါညှိရမှာတော့လီဗာပူးအစကတည်းကဒီအပြောင်းရွှေ့မှာသူအချိန်ကြာပြီးမစွဲချင်အဲ့တော့ကျွန်တော်မြင်တာကမဟုတ်တော့လီဗာပူးတင်းနေနဲ့ တတိယမြောက်ကမ်းလှမ်းမှုကမ်းလှမ်းအောင်မလားဆိုတာမျိုးဘာလို့လက်ရှိမှာဒီအပြောင်းရွှေ့ရမထင်မှတ်ဘဲနဲ့ထင်တာထက်ပိုပြီးတော့ဇက်ရှည်လွန်းတဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာပြီလို့ကျွန်တော်အနေနဲ့မြင်တယ်လူတာထက်ပိုပြီးပေရှည်လာခဲ့လီဗာပူးကိုလည်းဒီလိုမျိုးပေရှည်တဲ့အပြောင်းရွှေ့သူအယမ်းမုံတယ်အဲ့တော့လီဗာပူးကနောက်ကွယ်မှာဒါဇာဗီဆမွန်းစရဲ့အပြောင်းရွှေ့တရားဝင်လောက်ကင်နေပြီးသားဖြစ်နယ်သာလန်သားလည်းဖြစ်တဲ့အကြောင်းမလို့ဒါဇာဗီဆမွန်းဆောင်ဖြစ်သွားတယ်အဲ့တော့ဖလော်ရီယန်ရစ်ရဲ့အပြောင်းရွှေ့လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးတင်းကလှုပ်ဆောင်နေစေဖြစ်ပေမဲ့တတိယမြောက်ဒါကျွန်တော်ပေါင်150ဟိုဆိုယူရို150ပေါင်128တန်းဈေးတစ်ခုကို လီဗာပူးတင်းနဲ့တတိယမြောက်အခြေကန်လန်အုံမလာဆိုတဲ့မိကွန်းကျွန်တော်လည်းမသိဘူးလို့ပြောပြတာလီဗာပူးတင်းနဲ့လက်ရှိမှာ55တလောက်ကွာရောဆိုတာပေါင်55တလောက်ကွာဆိုဆက်ပြီးတိုးပြီးကန်လန်ဒါမှမဟုတ်လက်ရှိမှာဒီလိုမျိုးဖြစ်နေတဲ့မလိုအပ်တဲ့ဥစ္စာတွေဒီကြောင့်မဆက်ပြီးလုပ်အောင်လားအားကြောင့်ချက်တော့ကြည့်ရမှာအဲ့တော့ဒီနေ့မှဒီသတင်းကိုတင်ဆက်ပြီးတော့နောက်ကျသွားတဲ့အများကြီးအများကြီးတောင်းပန်ပါတယ်ကျွန်တော်နေဒီနေ့မှဒါအရန်ချေးလုံပြီးတော့ Resident Evil 2တဲ့မျောတာ Resident Evil 2 Remake ပြန်ဆော့နေတာ၃ခေါက်ရှိပြီအရန်ဆော့လို့ခေါင်းနေကျွန်တော် Leon အရန်ကြိုက်တာအဲ့တော့ပြန်ဆော့နေတာကျွန်တော်ဇက်မျောသွားတယ်ပေါ့ဗျာပြီးတဲ့ပြီးတော့ အခုလက်ရှိမှာ VRI ဖြစ်တယ်အဲ့တော့ကိုယ်လည်းပါတောင်းပန်ပါတယ်နောက်တစ်ကြိမ်ဒီထက်ပိုပြီးအများကြီးအများကြီးစောစောတင်ပေးပါမယ်တတိယကို6ပုဂ္ဂိုလ်ဒီအပြောင်းရှိမှာရအောင်တင်ပေးခုနကပတ်သက်ပဲလက်ရှိမှာပြောချင်တာကကျွန်တော်အနေနဲ့ဒါ update တရေနေကိုဒါ TikTok မှာတင်ပေးဖို့များပါတယ်ခုနကပတ်သက်ဗီဒီယိုတွေကဒီမှာ5မိနစ်ကိုကျွန်တော်အချိန်နဲ့လုပ်ရတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ဒါ update နောက်ဆုံးတရေနေကိုသိချင်တယ်ဆိုတော့ TikTok ကို follow ပေးပါ TikTok ကလည်း football and live နာမည်နဲ့ပါပဲသူစားမှုပြီးတော့အဲ့ဒါလည်းခုနကအဲ့မှာကျွန်တော်ကြည့်ရမလို့ဘူးအဲ့မှာ10မိနစ်မှာကျွန်တော်အဲ့ကပတ်ဆက်မရပါဘူးသူပြောထားပါတယ်အဲ့ကခုနကပတ်သက်အပြောင်းရှိတရေမင်းမင်းဆက်ဆက်တင်ကြည့်လို့ဒါ TikTok ထွက်လိုက်တာပြပါလောက်ပါပဲအားလုံးကြိုတင်ပါတယ်ကောင်းမွန်တော့ဒီနေ့ ဖြစ်ပါစေဆုမငေါတောင်းပြီးနေပြီတော့မှအစီအစဉ်တွေပါဘလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ YouTube Media 3.0 TV for you တို့မှာကြည့်ရင်လို့ဆိုပေါ့ကိုကြည့်လို့ရပါတယ်။မြန်မာလက်ကလေးဖို့မမိကြပါနဲ့။မြန်မာကလစ်မှာအမြန်နာဖြစ်ပါတယ်။အားလုံးကြွတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမငေါတောင်းပြီးနေပဲ။နောက်မှကျွန်တော်တွေ့ကြတာပေါ့။ဒီပါဗျ။